ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမြောက်လိုင်ထံသို့တရုတ်နိုင်ငံသားဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွန်းဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ကအောက်တိုဘာလ14ရက်နေ့မွန်လွဲပိုင်းမှာနေပြည်တော်ရှိတက်မတော် AK ဟာ၌လာရောက်ကာတော်ဝပြုတွေ့ဆုံခဲ့ပါသည်။ အဒီလိုတွေ့ဆုံရမှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဆက်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်သွားမည်အခြေအနေများဒီုံနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်အလေးထားလျက်ရှိမှုအခြေအနေများမြန်မာတရုတ်နှစ်နိုင်ငံဟာအိန္ဒိချင်းကောင်နိုင်ငံများဖြစ်သည်နှင့်အညီနှစ်နိုင်ငံအကြားချစ်ချင်ရင်းနှီးစွာဖြင့် A2 ပူအမြမဟာဗျူဟာမြောက်ဆက်ဆံရေးရှိသည့်အခြေအနေများမြန်မာနိုင်ငံမ မဒီဇင်ဘာလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်မည်အပေါ်တရုတ်နိုင်ငံအနေနဲ့အားပေးထောက်ခံလျက်ရှိမှုအခြေအနေများရွေးကောက်ပွဲကျင်းပရာမှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးမြန်မာအလက်ထရောနစ်မဲပေးစံ MEVN များဖြင့်ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်မှာတရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာမှရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့များဖိတ်ခေါ်ထားရှိမှုအခြေအနေများနှစ်နိုင် ုင်ငံအကြအချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများဆက်လက်မြင့်တင်ဆောင်ရွက်သွားမည်အခြေအနေများနှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေးဆောင်ပွဲပြီးမှနိုင်ငံတော်ယာယီသမတ္တနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌကတရုတ်နိုင်ငံသားဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်အားရွေးကောက်ပွဲကျင်းပပြုလုပ်စဉ်အသုံးပြုမီမြန်မာအလက်ထရောနစ်မဲပေးဆက် MEV ရန်ဆက်များအပြသရာရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများကမဲပေးဆက်ရဲ့လုပ်ငန်းလှုပ်ဆောင်မှုအစဉ်အဆက်အားရှင်းလင်းပြသခဲ့ပြီးတရုတ်နိုင်ငံသားဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့တိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။